တနိုင်ငံလုံးမိုးရွာမဲ့အထူးမိုးလေဝသသတိပေးချက်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးဒီပါမှမိုးရွာမဲ့အထူးမိုးလေဝသသတင်းထုတ်ပြန်ချက်ကိုမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။အရှိတ်ကရွေလျားလာတဲ့လေပွေလိုင်းတွေနဲ့ကပလီပင်လယ်မြောက်ပိုင်းနဲ့ဆက်ဆက်နေတဲ့ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရပ်ဝင်ရဲ့အချိန်ကြောင့်နိုဝင်ဘာလ3ရက်ကနေ6ရက်နေ့အထိမှာတနိုင်ငံလုံးမှာမိုးရွာသွန်းမယ်လို့သတင်းထုတ်ပြန်ချက်ထဲမှာပါရှိခဲ့ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး AOD တိုင်းဒေသကြီး ပဲကိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာမိုးရွာသွန်းမှုတွေဖြစ်ပေါ်မှာဖြစ်ပါတယ်မိုးရွာသွန်းမှုတွေနဲ့အတူလေပြင်းတိုက်တာလက်တပြက်ရေကြီးတာနဲ့မိုးကြိုးပစ်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိပြုနေထိုင်ဖို့အထူးမိုးလေဝသတရင်ထုတ်ပြန်ချက်ထဲမှာပါရှိခဲ့ပါတယ်ခင်ဗျာ thank you